မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပုံပြင်းမျိုးနဲ့တောင်ငင်ရွာပြူစော်တီစခန်းကိုဝင်တိုက်ပြီးလက်နက်များသိမ်းဆဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်တနေ့တိုင်းတိုင်းပုံပြင်းမျိုးနဲ့တောင်ငင်ရွာချေဆိုင်ရွှေခင်းညိုရွာစစ်ကောင်စီလောက်ခန့်ပြူစော်တီဘွဲကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်ပြီးလက်နက်များသိမ်းဆဲရရှိကြောင်းတနေ့တိုင်းမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့ပကဖကဒီကနေ့2025ခုနှစ်အေပီလ18ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် တော်လိုင်းတက်တွင်ကအေဗီလာ16ရက်နေ့မနက်3နာရီမှဝင်ရောက်တိုက်ခိုက်ခဲ့ရာပြူစောတီကောင်းဆောင်ထေဝင်တင်ဆောင်ခဲ့ပြီးလက်နက်ဆက်လက်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။သိမ်းဆည်းရရှိတဲ့လက်နက်များမှာ AK5 နက်၊ကာပိုင်တလက် M63 တုံးလက် M79 တလက်နဲ့၄၀မမပုံတီငါလုံး16ကြီးအတောင်20ကာပိုင်ကြီး9တာ equipment တစ်စုံ၊ကြီးပေါင်းနှစ်ခုစကားပြောဆက်တစ်လုံးနဲ့ဆက်ဆက်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တပုံးအနေနဲ့စစ်ကောင်စီထိန်းချုပ်နေမြန်မာနိုင်ငံရဲ့လေးပုံတပုံးတော့မရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းအပိတန်အောင်ပွဲရယူစူးစမ်းမယ်လို့ NUG ယာယီတမရကတော်လိုင်းအင်အားစုအလုံးကိုတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကထိန်းချုပ်ထားတဲ့နေမြန်မာနိုင်ငံရဲ့လေးပုံတပုံးတော့မရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းအပိတန်အောင်ပွဲရယူစူးစမ်းမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ယာယီတမရဒူဝါလက်ရှိလာကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဒီကနေ့ကြားရောက်တဲ့မြန်မာနေသိကူနေဖြစ်တိုင်းပြည်ကိုပြောကြားတဲ့မင်ကွန်မှာ ရှာရေးသမ္မတဒူဝါလက်ရှိလာကအထက်ပါတိုင်းပြောဆိုနေတာပါစစ်ကောင်စီကနိုင်ငံသမိုင်းတခြားမှာအကြီးမားဆုံးသောဆုံးရှုံးမှုတွေကိုရှင်းဆိုင်နေရပြီဖြစ်ကြောင်းစစ်တပ်ရဲ့ထိန်းချုပ်နယ်မြေတွေမှာနိုင်ငံရဲ့လေးပုံတပုံသာမရှိတော့ကြောင်း၎င်းကပြောဆိုပါတယ်ဒီကနေ့ချိန်မှာစစ်ကောင်စီအနေနဲ့မြန်မာစစ်သမိုင်းရှောင်းအကြီးမားဆုံးဆုံးရှုံးမှုတွေကိုရှင်းဆိုင်ကြုံတွေ့နေရပြီဆိုတာအလုံးမြင့်မြင်ပဲဖြစ်ပါတယ်နိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နယ်မြေကလေးပုံတပုံသာမရှိတော့ဆိုတာကိုမြေပြင်အချက်အလက်တွေကဖော်ပြနေပါတယ်အခုဆိုရင်ຫນွေဥတော်လိုင်းကလေးနှစ်ကျော်လွန်လာပြီဖြစ်ပါ ါပါတယ်တွန်လိုင်းအချိန်ကာလကြာမြင့်လာနေများပြည်သူလူထုထိခိုက်ခံစားနေရတာတွေလည်းကြီးမားသလိုတိုင်းပြည်လည်းနေနာခံရပါတယ် တပတ်မှလည်းတိုင်းပြည်နယ်ပြည်သူ့ဘဏ္ဍာတွေကိုကုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လိုင်းဖြစ်တဲ့လို့စစ်အာဏာရှင်နဲ့စစ်အာဏာရှင်မှန်သမျှကိုစစ်အာဏာရှင်အမှုအကျင့်အတွင်းခေါ်မှန်သမျှကိုအဆုံးသတ်ဖို့အတွက်ဆင်နွှဲနေရတဲ့တော်လိုင်းဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိနေဆိုတာကိုလည်းအရှိတရားကြားကြားကြည့်မြင်ရမှာဖြစ်ပါတယ်။တနိုင်သမျှဒီတော်လိုင်းကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလည်းထူထမ်းထားရတဲ့ဝန်တုံဝန်ပို့ပပျောက်သွားအောင်ကြိုးစားမှာဖြစ်တယ်လို့ယာယီသမ္မတဒူဝါလက်ရှိလာကပြောပါတယ်။ဒါပြင်အခု2025 2015ခုနှစ်မှာကြီးမားတဲ့ဒေါ်လာရင်းအလဲပြန်ဖြစ်စေဖို့ပြည်သူလူထုအတွက်အပီးသက်အောင်ပွဲအလင်းရောင်ယူဆောင်သွားနိုင်ရေးဒေါ်လာအင်အားစုတွေအလုံးကဒုဗန်းအမှာဖြစ်ကြောင်း၎င်းကတိုက်တော်မာတယ်။အထူးသဖြင့်2025ခုနှစ်မှာကြီးမားတဲ့ဒေါ်လာရင်းအလဲပြန်ဖြစ်လာမယ်နှင့်ပြည်သူလူထုအတွက်ဒေါ်လာရင်းအပီးသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်သွားမယ်နှင့်ဖြစ်ဖို့ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေအလုံးစားတဲ့တဲ့ဖို့စူးစမ်းသွားမှာဖြစ်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောဆိုပါရယ်။လက်ရှိမှာ NUG ပါဝင်ဒေါ်လာရင်းအင်အားစုတွေကမြန်မာနိုင်ငံတဝန်းလုံးမှာမြို့ပေါင်း100နီးပါးက ကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အထက်မင်းလာမျိုးနယ်မှာဒဇန်ကာလအတွင်းစစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့်တိုက်ပွဲဖြစ်ပြီးစစ်သား၁၀ဦးထပ်မံတိဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းအထက်မင်းလာမျိုးနယ်မှာဒဇန်ကာလအတွင်းစစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့်ခုခံတိုက်ခိုက်ရာစစ်သား၁၀ဦးထပ်မံတိဆုံးခဲ့ကြောင်းအထက်မင်းလာမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။အေမီလာစနီယက်ကအထက်မင်းလာမျိုးနယ်အတွင်းရှိကာကွယ်ပစ္စည်းထုတ်လုပ်စက်ရုံကပါစာရီမှာစစ်သားအင်အား80ခန်းစုဖွဲ့ပြီးဒဇန်ကာလအတွင်းစ စ်ကားလေးစီးနဲ့ဗရန်ကန်တုံရှမ်းတက်နဲ့ပသိမ်မုံရွာလမ်းမကြီးပေါ်စစ်ကြောင်းထိုးလာမှုကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအီပီလာ၁၄ရက်နေ့ညနေ၃နာရီကမှခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီးစစ်သား၁၀ဦးထပ်မံနေတည်ဆောင်းပြီး၃၀ဦးထပ်မံနေအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျာ။ ဧပြီလ14ရက်နေ့ညနေ3နာရီလောက်ကထိတွေ့မှုဖြစ်တာပါရန်သူအင်အားက80လောက်ကားရန်က၄စီပါတိုက်ပွဲဖြစ်တာကဗရန်ကန်တုံရှမ်းတန်နယ်ပသိမ်မုံရွာလမ်းပိုင်းမှာပါမင်းလာမင်းတုံးနယ်တွင်ကရွာတွေကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်ပစ္စည်းတွေကိုအတင်းခိုးဝင်ခဲ့တဲ့စစ်ကြောင်းမှာအဖိုးတန်ရွှေငွေအဝတ်အစားကအစားအကုန်ယူတယ်မင်းလာမြို့နယ်ပသိမ်မုံရွာလမ်းနဲ့နီကတ်တဲချမ်းကုန်းရွာကိုအောက်ကင်ရွာတို့စတဲ့အဲ့ဒီရွာတွေကပြည်သူပိုင်ပစ္စည်းတွေခိုးခံရတယ်လို့အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်က င်းဌာနကိုပြောပါရယ်အလားတူအဲ့ဒီအကြံဘတ်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်တဲ့ဤသူအကြံဘတ်စစ်တပ်စစ်ကြောင်းတွေကိုလက်ခံပူပေါင်းပြီးအကြံဘတ်လောက်ရမြန်လှုပ်ဆောင်နေတဲ့အထက်မင်းလာမျိုးနဲ့ရှမ်းတက်ကြီးတိုင်းနယ်ရဲစခန်းကိုတတိပီးဟန်တာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုတွေကိုပြည်သူ့ကာကွယ်ရေးအဖွဲ့အထက်မင်းလာ အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ပြည်သူ့လွတ်လပ်ရေးအဖွဲ့ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO PIA တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြ ောင်းသိရပါတယ်။ပြည်သူများအနေနဲ့လက်ရှိကြုံတွေ့ခံစားနေရတဲ့တဘာဝဘေးအန္တရာယ်များဖက်ဆစ်စစ်တပ်ရဲ့မတရားတပြင်းဖိနှိပ်မှုတွေကိုပြည်သူလူထုရဲ့ညီညွတ်မှုနဲ့ရင်ဆိုင်ကြောဖြတ်ကြဖို့နဲ့လုံခြုံရေးအသည့်တတိနဲ့ကြိုတင်ပြင်ဆင်ထားဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။တော်လိုင်းညီနာမဟာမိတ်ပြည်သူကာကွယ်အင်အားစုတွေအနေနဲ့လည်းပြည်သူတရက်လုံးရဲ့ဒုက္ခဆင်းရဲဟုသမျှကိုအဆုံးတီမျှဝေခံစားကာကွယ်ဆောင်ရှောက်ရင်းတော်လန်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။စစ်တပ်အနေနဲ့ကုညီကယ်ဆယ်ရေးစီမံဆောင်ရွက်မှုတွေအတွက်ငွေကြေးသုံးစွဲဖို့အခက်အခဲရှိတော့လေလက်နက် ်ကြီးများလင်းရင်များမြေပြင်စစ်ကြောင်းများနဲ့များပြားလာတဲ့စစ်တုံးစင်များတုံးဆွဲပြီးပြည်သူရဲ့အသက်အဝိညာဉ်ထိခိုက်ပျက်စီးစေတဲ့လုပ်ရက်ကိုစင်စက်မပြတ်ကျူးလွန်လျက်ရှိတာကိုမြဝါထင်ထင်မြင်တွေ့ကြားသိနေရကြောင်းအသိပေးထားပါရယ်အထက်မင်းလာမျိုးနယ်အတွင်းရှိပသိမ်မုံရွာလမ်းပြီးတခြားရှိကျေးရွာများနဲ့ပြည်သူလူထုများကိုလည်းမြေပြင်စစ်ကြောင်းများဒရုန်းများနဲ့စစ်ကြောင်းထုတ်ကတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် ရက်သူရွာသားများပြည်သူလူထုရဲ့ပိုင်ဆိုင်မှုချွေးနှဲစာတွေကိုပါတခိုးတမြဆန်းဆန်းအတ္တမသိမ့်ပိုင်ယူဆောင်ခြင်းပေါ်တာဆွဲကငွေကြေးနဲ့ပြန်လည်ရွှေယူစေတဲ့လုပ်ရက်တွေကိုစစ်ကောင်စီတပ်သားတွေကဇက်တိုက်လှောက်ဆောင်လျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တပုံးအနေနဲ့စစ်ကောင်စီလူငယ်မှနိုင်ငံရေးအကျဉ်းသားအနေငယ်သားပါတယ်လို့ PPNN ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကဒီကနေ့အကျဉ်းသားများကိုလူငယ်ခွင့်ပေးရမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုနေပါပြီးအချို့အကျဉ်းထောင်တွေမှာမတရားဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဉ်းသားများလုံးဝမပါကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်ကထုတ်ပြန်ပါရယ်။ April 19ရက်ကြရောက်တဲ့မြမနှစ်တက်ကိုနေဖြစ်စစ်ကောင်စီကအကျဉ်းသားအကျဉ်းသူ4893ကိုလူငင်းခွင့်ပေးကြောင်းကြေညာထားပါရယ်။ဒါပေမဲ့လူငင်းတတခွင့်ပေးရမှာနောက်တစ်ကြိမ်ပြမှုကျူးလွန်ပါကတတခွင့်ပေးထားတဲ့ပြည်တန်းတွေကိုပါတပေါင်းနဲ့ကြခံရမယ်ဆိုတဲ့မှတ်ချက်နဲ့လူငင်းခွင့်ပေးခြင်းဖြစ်တယ်လို့ဖော်ပြထားပါရယ်။2025ခုနှစ်နှစ်စဉ်တရက်နေ့စစ်ကောင်စီမှပေးတဲ့လူငင်းမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုလွန်စွာနေပြီးအချို့အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေလုံးဝမပါဝင်တာကိုကနအူး တွေ့ရတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။ကနအူတည်ထားတာတော့အချို့ထောင်တွေမှာနိုင်ငံအကျဉ်းသားမပါဘူးအချို့ထောင်တွေမှာနိုင်ငံအကျဉ်းသား၁၀ခန်းလောက်ပါတယ်လို့သိရတယ်။အခုတော့စပြီးစည်ရင်းကောင်းနေပါပြီအတီချာထုတ်ပြန်ပေးပါမယ်လို့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောပါတယ်။နိုင်ငံအမြတ်ထုတ်လျက်ရှိတဲ့စစ်ကောင်စီကိုအာဆီယံနိုင်ငံများအနေနဲ့ AB 16ရက်မှာဖိတ်ကြားထားတဲ့အာဆီယံစည်းဝေးပွဲများပွားဝင်ကြန့်ရှိနေတဲ့တွေ့ဆုံပွဲများမှာလည်းအကြမ်းဖက်စစ်တပ်ကိုမဖိတ်ကြားဖို့တိုက်တွန်းတောင်းဆိုကြောင်း PPNM ကထပ်မံထုတ်ပြန်ပါတယ်။ဒါအပြင်အကျဉ်း ထောင်တည်တည်မှာမတရားဖန်ဆီးအကျဉ်းချခံနေရတဲ့တမနာကြီးဦးဝင်းမြင့်နိုင်ငံတော်ရဲ့တိုင်ပင်ခံပို့ကိုဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားများအလုံးချင်းချက်မရှိအ мян ဆုံးလွတ်ပေးဖို့အလေးအနက်တိုက်တွန်းတောင်းဆိုထားကြောင်းလည်းဖော်ပြထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်။